င်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့2025ခုနှစ်မတ်လ14ရက်တောက်ကြနေမနက်ပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမသတိမင်းစင်ပါရှင်ဒီနေ့စီစဉ်မှာမြမလူဦးရေ၃ပုံ၃ပုံရိတ်ခါမဖူးလုံးချောင်းကုလပညာရှင်တွေပြောကြားလိုက်တဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ခီးစဉ်အတွင်ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ကုလအကြီးအကဲတို့တွေ့ဆုံမဲ့တဲ့ရင်စရီအပါဝင်သတင်းဆောင်ပါ RFA ပေးစာပြန်စာနဲ့တိုင်းသားဘာသာစီစဉ်တို့ကိုထုတ်လွှင့်မှုရှိပါတယ်အခုတော့သတင်းတွေကိုအရင်ဆုံးတင်ပြပါမယ်ရှင်မြန်မာလူဦးရေရဲ့သုံးပုံတစ်ပုံဟာလောလောဆယ်စားနပ်ရိက္ခာမဖူလုံးပဲပဋိပက္ခဆက်လက်ဖြစ်ပွားတဲ့အတွက်လူ16.6တန်းကလူသားချင်းစာနာမှုအကူအညီအလွန်အမင်းလိုအပ်တယ်လို့ကုလသမဂ္ဂကမနေ့ကပြောကြားလိုက်ပါတယ်။ စစ်ကောင်စီဟာနယ်မြေတွေလက်လွတ်လိုက်ရတာနဲ့အမျှလက်နက်ကင်အဖွဲ့တွေကိုလက်စားချေတဲ့အနေနဲ့အကူအညီပေးတာတွေကိုပိတ်ဆို့ပြီးလူသားချင်းစာနာရေးအကူအညီအရောက်ပေးနိုင်ဖို့ကန့်သက်ရုံမကအကူအညီပေးတဲ့ဝန်ထမ်းတွေကိုပြစ်မှတ်ထားတယ်လို့ကုလသမဂ္ဂပညာရှင်တွေကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်ဒီအတွက်ငကိုကရှင်းနှင်ပြီးသားစာနေအခအကျက်တဲကပိုဆိုးဝရရတယ်လို့ပြောပါတယ် ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမနေ့ကထွက်ခွာသွားပြီး၄ရက်ကြာခီးစဉ်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံမယ်လို့ AFP ကဖော်ပြပါဗျ။ဒုက္ခသည်တွေဟာလူသားချင်းစာနာရေးအကူအညီဖြတ်တောက်ခံရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။ လူအဆမတန်များတဲ့စခန်းတွေကရိုဟင်ဂျာတွေဟာပြင်ပကအကူအညီတွေကိုမှီခိုနေရပြီးအာဟာရဓာတ်ချို့တဲ့နေတဲ့အပြင်အကူအညီဖျက်တောက်ခံရတဲ့အတွက်အခက်အခဲနဲ့ကြုံတွေ့ပြီးသားဖြစ်တယ်လို့ပြောပါရယ်ကုလအကြီးကဲဟာအကြီးဆုံးဒုက္ခသည်စခန်းတစ်ခုကိုဒီနေ့သွားပါမယ် တနင်္သာရီတိုင်းလောင်လုံမြို့နားကစစ်ကောင်စီတပ်ရဲ့လက်ခတ်တောင်တာဝါတိုင်းစခန်းကိုကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ကဒီမနက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီကလည်းလေကြောင်းနဲ့ရေကြောင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဒေသရင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်။လေရင်နဲ့ဘုံလဲကျဲဆက်တနက်နဲ့လည်းပစ်သွားပြီးမနက်ခင်းကပင်လယ်ကနေစစ်သည်မော့နဲ့လက်နက်ကြီးတွေပစ်ခတ်တယ်လို့ပြောပါရယ်။အရဲသားတွေဘေးလွရာထွက်ပြေးတိမ်းရှောင်နေကြပြီးထိခိုက်သေးဆုံးတာတော့မရှိဘူးလို့လည်းပြောပါရယ်။ ဒီလက်ခတ်တောင်တာဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်သား30လောက်ရှိပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကတရုတ်ငွေလိမ်လုပ်ငန်းတွေကနေ BGF ကရင်နယ်သားဆောင်တပ်ဖွဲ့ကရှာဖွေဖမ်းဆီးထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသား450ကိုတတရတုပ်အဖြစ်ထိုင်းအာဏာပိုင်တွေကနေတဆင့်တရုတ်နိုင်ငံကိုလေကြောင်းခရီး6ကြိမ်ခွဲပြီးမနေ့ကပြန်ပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့တလအတွင်းငွေလိမ်လုပ်ငန်းတွေက တရုတ်အင်ဒိုနီးရှားမလေးရှားအိန္ဒိယနီပေါ်စတဲ့နိုင်ငံ30ကလူ8500ကျော်ကို BGF ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အဲ့ဒီမှာတရုတ်နိုင်ငံသားကြီးပဲ4800ကျော်ပါဝင်ပြီးမတ်လ9ရက်နေ့အထိစီးရင်အရထိုင်းအနာပိုင်းတွေကနေတဆင့်တရုတ်နိုင်ငံဘက်ကိုပြန်ပို့ထားသူအယောက်2080ရှိပြီလို့ BGF ကသတင်းထုတ်ပြန်ပါတယ်။ကင်းနယ်စားဆောင်တပ် BGF ထိန်းချုပ်နယ်မြေမြောက်ရီမှာရှိတဲ့စိုက်ပါဒူးစရိုက်လုပ်ငန်းတွေမှာပိတ်မိနေတဲ့ သူ့နိုင်ငံသားအ ਨੇ ဆုံး900ကျော်လွတ်မြောက်ဖို့မြန်မာစစ်ကောင်စီနဲ့တာမကတခြားပအဝင်ပတ်သက်သူတွေနဲ့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာန MEA ကတန်တမန်ရေးရအပြင်းထန်ကြိုးပမ်းနေရလို့ The Times of India ကမနေ့ကဖော်ပြပါဗျ။မြန်မာနဲ့ထိုင်းနိုင်ငံတို့ကအိန္ဒိယတန်ယုံတွေပူးပေါင်းမှုကြောင့်အိန္ဒိယ940လောက်ထိုင်းနိုင်ငံမဲဆောက်ကနေမကြသေးခင်ကနေရက်ပြောင်းရောက်ပြီးနောက်အခုလိုပြောတာပါ။ မြန်မာနိုင်ငံကစိုက်ဘာရာဇဝတ်လုပ်ငန်းတွေမှာလောလောဆယ်အိန္ဒိယနိုင်ငံသား2000ကျော်နှိပါထိမ့်သိမ်းခံထားရတော့မယ်လို့ MBA သတင်းရင်းမြစ်တွေကခန့်မှန်းပါတယ်။မြန်မာနိုင်ငံကနေထိုင်းနိုင်ငံထခရိုင်ကိုတရားမဝင်ဝင်ရောက်လာတဲ့တရုတ်လူမျိုး9ယောက်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါတယ်။ပိကကနှစ်စီးပေါ်မှာပါလာတာဖြစ်ပြီးအယုဒ္ဓယာမြို့နယ်ကအဝေးပြေးလမ်းမှာဖမ်းဆီးခဲ့တာပါ။ဘတ်6500ပေးပြီးကားငှားခဲ့တာလို့ထိုင်းရင်မှနှစ်ယောက်ထဲကတယောက်ကပြောပါရယ် တရုတ်တွေကတော့နေဇက်လန်တိုင်းတက်ခရိုင်ကိုဝင်ရောက်လာပြီးမဲဆောက်မျိုးကနေတဆင့်ဘန်ကောက်မှာအလုပ်လုပ်ဖို့သွားမယ်လို့ပြောပါတယ်ရှင်သတင်းတွေကိုထုတ်လင်းခဲ့တာပါဆက်လက်ပြီးသတင်းဆောင်ပါတဲ့ဘုတ်ကိုတင်ပြပါမယ် လာမယ့်ဧပြီလတရနေ့ကစပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်တွေကိုပေးနေတဲ့စားနပ်ရိက္ခာအကူအညီတွေကိုတယောက်ကိုတစ်လ6ဒေါ်လာနှုန်းအထိရှော့ချတော့မှာဖြစ်ပါတယ်။ဒီလိုရှော့ချလိုက်ရင်ရိုဟင်ဂျာတွေအသက်ရှင်ရပ်တည်ဖို့တော့ခက်ခဲလာတော့မယ့်အကြောင်းကုလသမဂ္ဂတာဝန်ရှိသူတွေတက်ကြွလှုပ်ရှားသူတွေနဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုယ်တိုင်ကပြောကြပါတယ်။ကိုရဲကောင်မြင်ပေါင်းတင်ပြပါလိမ့်မယ်ရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်တအူးကိုတစ်လ12ဒေါ်လာခွဲနှုန်းရိတ်ခါထောက်ပံ့ပေးနေရတာကနေ တလ6ဒေါ်လာလောက်ထိရှော့ချဖြတ်တောက်တော်မယ်အကြောင်းကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကအတည်ပြုပြောထားတယ်လို့မက်စလာ9ရက်နေ့ကရိုက်တာသတင်းမှာဖော်ပြပါတယ်အခုလိုရိတ်ခါအကူအညီဖြတ်တောက်မခံရအောင် ကုလသမဂ္ဂကမ္ဘာစားနပ်ရိတ်ခါအစီအစဉ် WFP ကဧပြီလ10ရက်နေ့မတိုင်ခင်ဒေါ်လာ80တန်းအလှူငွေရဖို့ကြိုးစားနေပေမဲ့အလှူရှင်ရှာမတွေ့နိုင်သေးဘူးလို့လဲရိုက်တာသတင်းကဖော်ပြပါတယ် မြန်မာရိုဟင်ဂျာအသင်း UK Brock ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကရိုဟင်ဂျာတွေဟာအရင်ကတည်းကမသိအောင်တမဲစားနေရတာပါအခုလိုဖျက်တောက်လိုက်တဲ့အတွက်တဖြည်းဖြည်းချင်းတည်တံ့ပေးလိုပါပဲလို့မက်စလာ9ရက်နေ့ကကြေညာချက်ထဲမှာထည့်ပြောထားပါတယ်ရိုဟင်ဂျာဒုက္ခသည်တွေကိုစားနပ်ရိက္ခာဖျက်တောက်လိုက်ရင်အသက်သေဆုံးတဲ့အထိထိခိုက်လာနိုင်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုလသမဂ္ဂကလေးများရမုံငွေဖွဲ့ UNICEF ကိုစလဲ Rana Flower ကမက်စလာ၁၁ရက်ကကျင်းပတဲ့ကုလသမဂ္ဂရဲ့ဒေသရှင်လင်ပွဲမှာပြောသွားပါတယ် This past month as our sister agency the world food program has warned ရိုဟင်ဂျာတွေအတွက်စားနပ်ရိက္ခာထောက်ပံ့မှုတွေစိုးရိမ်စရာအနှိမ့်ဆုံးအခြေအနေရောက်လာတဲ့အကြောင်း WFP ကနေပြီးခဲ့တဲ့လကတတိပေးခဲ့ပါတယ်။ထက်ပြီးရန်ပုံငွေမရတော့ရင်ရိုဟင်ဂျာတွေအတွက်ပေးနေတဲ့စားနပ်ရိက္ခာတွေကိုတဝက်ကျော်လောက်ဒလကို6ဒေါ်လာနှုန်းအထိရောချရတော့မှဖြစ်ပါတယ်။ဒါကအာဟာရလိုအပ်ချက်အနှိမ့်ဆုံးသတ်မှတ်ချက်ထက်အများကြီးနည်းပါတယ်။ ဒါဟာရိုဟင်ဂျာတွေအတွက်2019ခုနှစ်နောက်ပိုင်းအဆိုးဆုံးအခြေအနေတစ်ခုဖြစ်လာနိုင်တယ်လို့မြန်မာရိုဟင်ဂျာအသင်း UK ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်လူမျိုးတုံးတက်ဖြတ်မှုကနေလူမြောက်လာတဲ့ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာဒီဟာ2019နောက်ပိုင်းမှာအဆိုးအဝါဆုံးအခြေအနေကိုရင်ဆိုင်ဖို့ရှိမယ်50နှစ်ရာဂိုင်းနှုန်းကကလေးငယ်တွေအမျိုးသမီးတွေဖြစ်တယ်ဒုက္ခသည်စခန်းမှာရိုဟင်ဂျာတွေအလုလုခွင့်လည်းမရှိဘူးဒီ8နှစ်ပဲမိခိုနေရတယ်ဆိုတော့ 12ဒေါ်လာကနေ6ဒေါ်လာအထိကြာသူတို့ကရှော့ရှားလိုက်တယ်ဆိုတာကတော့တော်တော်လေးကိုစိုးရတဲ့အခြေအနေတစ်ခုကိုယဉ်ဆိုင်ဖို့ရှိမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဥခါရီယာဒုက္ခသည်စခန်းကရဲရွာကောင်းဆောင်တို့ဖြစ်တဲ့မိုဟာမက်ဂျူဘာအာကအခုပေးနေတဲ့စာနယ်ရိက္ခာအကူအညီတွေကိုဖြတ်ပြီးရှော့ချဖြတ်တောက်မယ်ဆိုရင်အသက်ရှင်ရပ်တည်ဖို့အတွက်တောင်ခက်ခဲလာမယ်လို့ AFP သတင်းဌာနကပြောခဲ့ပါတယ်တွေ့လေရိုဟင်ဂျာဒီဘက်ကအင်စန်တတ်ခနာဇန်ဂါဘိုရီတရခိုင်းဝိုင်လေ ဧပြီလ၁ရက်ကစပြီးရ ेंजर ဒုက္ခသည်တွေအတွက်အစားအသောက်အကူအညီတစ်ယောက်ကို6ဒေါ်လာနှုန်းပဲရတော့မှာပါ။ဒါကြောင့်ရ ेंजर တွေဒီနေ့ကိုတုံးနဲ့စားနိုင်ဖို့ပြဿနာရှိလာနိုင်ပါတယ်။၂၀၂၃ခုနှစ်ကလည်းတစ်လကို8ဒေါ်လာနှုန်းထိလျှော့ချဖြတ်တောက်ခဲ့တဲ့အတွက်ရ ेंजर ဒုက္ခသည်90ရာခိုင်နှုန်းတော့ဟာစားနပ်ရိခာအလုံးလောက်မရဖြစ်ခဲ့ပြီးနောက်ပိုင်းမှာအရင်တိုင်းပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိရိုဟင်ဂျာဒုက္ခသည်တသန်းလောက်ရှိနေပြီးဒီထက်ကထောက်ဝက်ကျော်လောက်ဟာကလေးငယ်တွေဖြစ်ပါတယ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကကလေးငယ်တွေဟာအာဟာရချို့တဲ့မှုတန်နဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂကလေးများရမုံငွေဖွဲ့ UNICEF ကပြီးခဲ့တဲ့ရက်ပိုင်းကကြေညာထားပါတယ်ခင်ဗျာဆလဘီ RFA ပေးစာပြန်စာအစီအစဉ်မှာသခိုင်းတိုင်းရခိုင်နဲ့ကချင်ပြည်နယ်ကပေးပို့လာတဲ့စာရီကိုမတ်ချူလိုက်မျိုးကကောက်နှုတ်တင်ပြမှာပါရှင် မင်္ဂလာပါ RFA ပေးစာပြန်စာအစီအစဉ်ကနေကြိုဆိုပါရရှင်ဒီတစ်ပတ်အစီအစဉ်မှာကုံကောင်းမောင်းသူတယောက်ရဲ့ရင်ဖွင့်စာကိုအရင်ဆုံးတင်ပြကြပါမယ် RFA ရေစစ်တပ်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလုံခြုံရေးအကြောင်းပြချက်နဲ့စစ်တပ်နဲ့ရဲအပြင်အဖွဲ့ပေါင်းစုံကဂိတ်တွေပေါ်လာပါတယ်ဂိတ်တိုင်းမှာပတ်စံတောင်းတိုင်းပေးနေရတော့ကုန်တင်ကားကြီးတွေအနေနဲ့အဆင်ပြေပြေသွားရတဲ့လမ်းဆိုတာမရှိသလောက်ဖြစ်နေပါတယ်စကိုင်းချောင်းဦးလမ်းမှာဆိုရင်စစ်တပ်နဲ့ပြူစောတိဂိတ်တွေက ကားသမားနဲ့ခီးသည်တွေကို မိုင်းတွေလဲရှာခိုင်းပါတယ်။ပတ်စံလဲအတ္တမတောင်းပါတယ်။နောက်ဒီဖယဲသည်သခွားသည်တင်ပြီးတော့မိုင်းလာမျိုးဘက်ကိုသွားတော့လဲဂိတ်တွေကိုဖြတ်တော့ဆာရွက်စာတန်းအပြည့်စုံပါတာတောင်အသီးတင်တဲ့ကားဖြစ်နေလို့ပတ်စံထက်အတောင်းခံရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဂိတ်တွေကပြည်သူတွေကို ရန်သူလိုဆက်ဆံပြီးတော့ပတ်စံပို့တောင်းလာကြပါတယ်။ဒီအကြောင်းတင်ပြပေးပါဆိုပြီးပြပို့လာတာပါရှင်။အခုဆက်ပြီးတော့ရခိုင်ပြည်နယ်ကပေးစာကိုတင်ပြပါအောင်မယ်။ အာဖေရေရခိုင်ပြည်နယ်တောင်ပိုင်းအေအေထိန်ချုံနယ်မြေတဲကမြို့တွေမှာဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့်ဒေသခံတွေဆူဆူရွရွအခက်တွေ့နေပါဗျ။ဖုန်းအဆက်အသွယ်လုပ်ဖို့အတွက်ဒီတောင်ကုန်းမြို့နယ်တဲကမအီမြို့ကိုညအိတ်ခရီးသွားကြရပါဗျ။ဒီခရီးအတွက်လူတစ်ယောက်ကိုသသိန်းခွဲနဲ့အထက်ကုန်ကြစရိတ်ရှိပါဗျ။အဲ့ဒီကိုရောက်ရင် WCDMA လို့ခေါ်တဲ့ကန်ယူရန်ဖုန်းနဲ့ပြည်တွင်းတဲကိုဖုန်းခေါ်မယ်ဆိုရင်10မိနစ်ကိုငွေကျပ်တစ်ထောင်ပေးရပါဗျ။ ဒီအခြေအနေတွေကို အများသိအောင်တင်ပြပေးပါဆိုပြီးပြို့လာတာပါရှင်။အခုဆက်ပြီးတော့ဖားကန်ဒေသခံတူပြို့လာတဲ့စာကိုတင်ပြကြပါမယ်။ကျွန်တော်ကတော့ဖားကန်မြို့နယ်စိတ်မှုအုပ်စု ရှမ်းစုကျေးရွာကပါ RFA ရေ။ကျွန်တော်တို့ရွာမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖာနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖာအဖွဲ့ကလူတွေကတိန်ကိုငွေကျပ်တသိန်းတသောင်းကောက်နေလို့ပါ။တသောင်းကအိမ်အခွန်တသိန်းကကာကွယ်ရေးစရိတ်လို့ပြောပါရတယ်။ ကျွန်တော်တို့ရွာမှာကအဆင်ပြေတဲ့သူနေပါတယ်။တနေ့လောက်တနေ့စားဘဝတွေဆိုတော့ဒီသသိန်းသသောင်းဆိုတဲ့ငွေပမာဏကကျွန်တော်တို့အတွက်များလွန်ပါတယ်။လောက်ကင်စားတော့ရတာခက်ခဲနေတဲ့အခုလိုအချိန်မျိုးမှာအောက်ခြေလူတန်းစားတွေစီကအဲ့ဒီလောက်ငွေပမာဏကောက်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲခင်ဗျာ။ဒီအကြောင်းတင်ပြပေးပါဆိုပြီးပြပို့လာတာပါရှင်။အခုတစ်ခါတင်ပြချင်တာကတော့သခိုင်းဘက်ကပေးစားပါ။ဒီသခိုင်းတိုင်းတမူးဘက်မှာတစ်ထုပ်လုံးမှုအများများနေပါတယ် RFA ရေ။ စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တချို့ပူးပေါင်းပြီးတော့လိုင်းကြီးယူပြီးထုတ်လုပ်နေကြတာပါဒေသခံပြည်သူတွေကိုတော့ကန့်သက်ချက်တွေထားထားတာကြောင့်ငတ်တလဲပြတ်တလဲနေနေကြရပါတယ်ဒီလိုတွေလုပ်နေတာကို NUG အစိုးရကမသိတာလားဒါမှမဟုတ်တည့်ရက်နဲ့လုတ်ခိုင်းထားတာလားဆိုတာမေးချင်ပါတယ်ဆိုပြီးပြေပို့လာတာပါရှင် RFA ပေးစာပြန်စာအစီအစဉ်ကစာရီမှာပေးပို့သူတွေရဲ့လုံခြုံရေးအရာနံပါတ်တွေကိုမဖော်ပြဘဲတင်ပြခဲ့တာပါရှင်။ ီတစ်ပတ်အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာပါရစေနောက်တစ်ပတ်မှာလဲ RFA ပြည်သက်တွေရင်ဖွင့်လာတာတွေကိုကောက်နှုတ်တင်ပြပေးဦးမှာမို့စောင့်မျှော်ရှုစားပါအောင်ရှင်အခုတော့ရှမ်းတိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပါမယ်မြန်မာဘာသာစာရင်းတိုးနဲ့နားဆင်ကြည့်ရှုရမှာပါရှင် ันสงค่ะพี่น้องก็เมืองใต้ตั้งเสียงตัวจะสองเปิงอยู่ลิกัดเย็นอยู่ค่ะเนาะเมื่อในวันที่สสิบี่เลือนมาชปีคริสต์ซอยปลายเศร้าหาลักนีปีใต้ซอยปากปลาย19นีเลือนสีลองหนึ่งคำวันศุกร์ห้องปล่อยเสียงอาราฟีเตะข้าหมายปล่อยเสียงไฟได้อยู่ออตอนหน้าวงในใจเมืองเป็นพวกปุ่นพรสีใจหยีพงตั้งเขานั่งเยหอมเตะหมกันให้งานข่าวเงาในปันกว่าค่ะออเมืองไต้พอสันสิตอนตนที่เจวิวงกัดลอกกล้อในทุ่งอุ่มเป้าอ่องปานันคนไปพิซึกซื้อลูกตังยางเหลียงไปมาโหก้นหายแห่งไปนั้น เลยไปเพศึกมาโหปีเสดาไปจังปอกขึ้นเฮนเย ในพื้นที่วันเก่าเมืองหลังก็ตึกมีปังตึกซึกมันดังปิดุจิตปะโอพีแอนโอโฮมกันเสฮอนเท่ากว่ามา เป็นปังตึกกันดังจุ่มยางเหลียงในพื้นทีย้อนหมากลงเสเฮนเยคนเมืองวัดว่าผาสื่อและหงหยาจ้องเหมือนเจ้าฮงเฮียน่ะในลูกก๋อย พราะว่าคุณไปเพชซึกในเวียงอุ่มเป้าอ่องปานนันเดกำพองอยู่ที่วัดว่ากำพองอยู่จอมเฮือนเย็บปีนอง หมังซื้อขัดอยู่เฮือนเปิลก็มี ย่ำเหลี่ยมมีเจ้าตาหน้ามากำใจคุณไปเพชซึกคบดังหยาบผืดอียศอียาเขานำตั้งกิน หาเหตุการณ์ไล่วันก็หยาบ ซื้อหมอก้าหมอขายโหกาดหางกาดแดก้าขายจอมมือไหลวันนั้น กว่าหากินจ้างจอมวันก็มี จุมปราหิตาในปืนตีหาเก็บเงินกำจอยอยู่เสตามกลุ่มทนหลู่ตั้งจอยเทียมหลายซื้อหลายอย่างเต้วันไหนติคอกลงตองลีลงจะวิ่งหยองหวยนันปีในข้าวไม่ในน้ำแหงน้ำอัมโอเจเลก้นตัวคอกอ่อนกันเปลี่ยนอัมยูลีเป็นคมไก่ติคอกลงตองลีลงในทบปัญหาน้ำแหงจึงในกูบีเพราะเป็นห้องคังโฮมกันโยโย่ในจึงน้ำอัมโอเจและยิมกันเจอตั้งกลนอยู่โฮมกัน เพราะใครเจอน้ำหนีลีจึงเลยปันเงินหนึ่งก็หนึ่งแสนห้าหมื่นเปียเสียไข อยู่ห้องพิเศษในก้นจมใจกันนั่งปอเมก้นเฮิรนก้นตกขอกแถวลานีนังไหนอยู่ที่ก้นตกขอกก็เจอเป็นคมกายจนันผู้กุ้มขอกอําปันสื้อยายาตั้งนอกมาเจอเนื้อขอกซ้ำอํามียายาหนังคังสื่อ และสื้อยายาอันก้นกุ้มขอกเขาขายปันนั่นกุยวันไหนหลือนั่นตาหบปอเมก้นเฮิรนก็ปันควางไว้หนึ่งเหลือหนึ่งปอกก้วยเลยตอนดาก้นตกขอกเสื่อมพ้องมีเงินตองจนันแต่เป็นอันอยากผืดกินเจอเดะปอเมก้นตกขอกก่อหนึ่งกอนลานีนังไหน နေချိဝင်းဆေမီချင်းတိုက်ပတ်ဟောင်တန်စခေကောက်ကန် MND ရဲ့ယစ်ကုမနန်ဖိုင်ပိုင်မကမီခဝတေဖူကွေခေတီရှုငပြောဝနေစေစခေကောက်ကန်အော်ဟာဟွမ်းထော်တိခါခတ်အော်လင်းစွန်ဟိုင်နာကွန်ဝန်ကွန်မုံဆန်ဝီလင်းဟိုင်နာကွန်မုံနန်စကောက်ကန်ဝါဒီပန်နှင်းဧကာ2000ပြပိုပင်လင်းစွန်နှုတ်တုံနေပင်းတဲ့ကော1ဧကာ500ပြ တေလေလုံးလီကင်ကျန်ချုံခေါတက်တေလေခတ်ပန်တာစီဘာပီကာခတ်တီလင်းဆမ်ဆောင်ပီຈັງຈາຍပန်ນຶງປອກວ່າໃນແລဟິດໃຫ້ກຸນເມືອງແຊນວີຮົບຕັ້ງຫຍາພືດຂ້າໄປປ່ອຍເຊງຝ່າຍໃຕ້ຕອນນະວົງໃນສຸດຍາຕິໃນອໍຈາຍີພົງຕັ້ງຂາວນາງຍີຫອມຫົມຈົ່ມປີ້ນ້ອງກຸນເມືອງໃຕ້ສົງຊື່ຮັບຖອມເຊງໃຕ້ RF ວັນສຸກວົງນາແຊງຢູ່ຫາຢູ່ລີກັດຍຽນຫ້າມຂຽນຫາຍັງສີກໍາໃໝ່ສົງຄາ RF ຍະຊີຊັນໂກດີມາເບຍັນນາພະຍາຊີມຍມາປິດູປີດາມຍາເບຍັນດີແກ່ນເວຈາບາຊີຊິນ